အားလုံးပဲမင်္ဂလာပါ eFootball Player IG ရဲ့ Facebook Page YouTube နဲ့ Twitter Account နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့ Jada Brini Server Maintenance အပြီးမှာကျွန်တော်တို့အစ်စ်ပါဝင်လာတဲ့ Link Up Play နီးပြတယောက်ဖြစ်တဲ့ Quick Online 89 Outwide 89အဲကျွန်တော်တို့ Playing Style နှမျိုးကို Solo ရတဲ့ကျွန်တော်တို့ Friend Rank ခက်ခဲ့ In Game မှာ Solo ကြီးရတဲ့ချင်းဒီဘယ်လိုရှိလဲပေါ့ ဲတော့ကျွန်တော်တို့နီးပြ friend right gap ပေါ့ကျွန်တော်တို့ဝယ်ပြီးတော့ဆော့တော့ဆော့ကြည့်ထားပြီးပြီပေါ့ဗျာအဲတော့ကျွန်တော်ဒီမှာ right gap မှာဆိုလို့ရှိရင် quick corner 89 out wide 89ပေါ့ဆိုပါကျွန်တော် two c player အနေနဲ့ကတော့ကျွန်တော် type position position plus 1 balance plus 1သူ့မှာကျတော့ကျွန်တော် link up play အနေနဲ့ပါဝင်လာတော့ကျွန်တော် CMF တို့ DMF တို့မှာအခုနောက်ပိုင်းကွင်းလင်ကစားသမားတွေမှာတော်တော်များများ link up play ထည့်ပေးနေတဲ့ orchestrator player ပဲသူကသုံးခိုင်းတာလေအဲ့တော့ဒီတခါတော့ DMF တော့မဟုတ်ဘူး CMF player ဖြစ်ဖို့လိုတယ် ကီးမန်းအနေနဲ့ကတော့ LWF RWF ပေါ့ဗျာကျွန်တော် left wing right wing ရဲ့ prolific winger တွေကိုပဲလိုအပ်တယ်ပေါ့ဗျာအဲ့ဒါတော့ကျွန်တော်အမြင်နဲ့ဆုံးနေကြအတိုင်းပဲကွင်းလင်းကနေပြီးတော့ဖြတ်ပြီးတော့ down ဘယ်ဘက်နဲ့ကျွန်တော် link up ချိန်ထားလဲအဲ့ဒီဘက်ကိုတင်ပြီးပြီးတော့အဲ cross ball တွဲရင်လည်းထွက်မယ်ဒါမှမဟုတ်လည်းကျွန်တော် wide wide ပြီးတော့တွင်းနေ link ခောက်ပြီးဝင်လာပြီးတွင်းရင်လည်းတွင်းမယ်ပေါ့ဗျာအဲ့လိုမျိုးပုံစံပေါ့ link up လေးနီးပြားတွေနဲ့ပတ်သက်ပြီးတော့ e football ဆော့နေကြတဲ့ player ညီကိုတွေတော်တော်များများနားလည်ပြီးထားကြတာလည်းပါတယ်ပေါ့ဗျာ အဲကျွန်တော်တို့ဒါကွင်းလင်းမှာအဲသူပြောတဲ့ orchestrator player နဲ့တောင်းမဲ့နှစ်ခုချိန်မယ်ဒီဟာလောက်ပါပဲအဲ့တော့ sorted တဲ့ player တွေတော့ကတော့ easy ပါပဲအဲကျွန်တော်ကြတော့အဲဒီနီးပြောက်ကိုပဲသုံးမယ်ကျွန်တော် sort ခြင်းတဲ့ formation နဲ့ကျွန်တော်စိတ်ကြိုက် sort ကြည့်ထားတယ်ကျွန်တော် sort ခြင်းတဲ့ formation ကတော့ဒါဟိုတနေ့ရပေါ့ division 1 video မှာကျွန်တော်တင်မိထားတဲ့ formation ဖြစ်တဲ့433ဆိုတဲ့ formation နဲ့ပဲဆော့မှာဖြစ်တယ်။တောင်မန်၄ရောက်တော့မှာပါပါဘူး။ကျွန်တော် second striker ၄ရောက်ခဲ့၊ကွင်းလယ်၃ရောက်။ကွင်းလယ်၃ရောက်မှာ CMA player တရား whole player ပါမယ်အဲ့ player ကိုတော့တို့ရဲ့လိုအပ်တယ်လို့ကျွန်တော်ရှုံးနေခဲ့သည်ရှိတော့ပါကျွန်တော် EMF တင်ဆော့မယ်နိုင်နေရဆိုတော့ကျွန်တော် CMF တင်ဆော့ထားပါတယ်အဲ့တော့ကျွန်တော်စိတ်ကြိုက်ဆော့ကြည့်မယ်ပေါ့ဗျာ quick counter 89နဲ့ကျွန်တော်အရင်ဆော့ထားတဲ့ပုံစံကိုပြန်ကြည့်ပြန်มาဖြစ်ပါတယ်နောက်တစ်ခုကအာကျွန်တော်တို့ဒီ rank cut ရဲ့ quick counter 89နဲ့ outward 89 double booster နီးပြားတစ်ယောက်ကတော့ အဲကျွန်တော်အနေနဲ့ပြောရလို့ရှင်ကျွန်တော်စော့ကြည့်ရသလောက်တော်တော်လေးကိုသဘောကျတဲ့အနေအထားမျိုးမှာရှိပါတယ်ကျွန်တော်ကတော့အခုဒီပွဲမှာ quick counter 89နဲ့စော့နေတယ်လို့ဆိုပေမဲ့အဲ quick counter blind stand ကိုကျွန်တော်တို့သဘောကျတယ် player တော်တော်များများစော့တယ်လောင်းမောကောင်တာ blind stand မျိုး feeling မျိုးပေးနိုင်တဲ့နီးပြတစ်ယောက်လို့လည်းပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ quick counter နီးပြတစ်ယောက်ဆိုပေမဲ့ အဲတိုက်စစ်လိုက်ပါပေါ့ကွင်းလင်ကစားပုံကျွန်တော် နောက်တန်းကစားပုံนี่အကုန်လုံးကတော်တော်တီတီတက်တက်လေးနဲ့စောနိုင်အောင်ကျွန်တော်တွေ့ရတယ်အဲဘလူပြုံးလင်ပြတိုက်စစ်ကိုတိုက်ပြီဆိုရင်ရုပ်ပြက်စင်းပြက်ကြီးတအားကြီးတိုက်ပစ်လိုက်တာမျိုးမဟုတ်ဘူးလိုအပ်လိုအပ်တဲ့လောက်တက်ပြီးတော့တိုက်တယ်အဲအဲ့လိုမျိုးတိုက်နေတဲ့အချိန်မှာလဲနောက်တန်းကလုံးဝပေါက်သွားမလားဆိုတော့အဲ့လိုအနေထားမျိုးကျွန်တော်လုံးဝမတွေးခဲ့ရဘူးနောက်တန်း၄ရောက်ထိုင်၄ရောက်လုံးငြိမ်နေတယ်ပြီးသွားရင်ဒါကျွန်တော်ဗီဒီယိုတွေအမြဲတမ်းကြည့်နေကြပလီယာညီကိုတွေဆိုတော့တိမှာပါကျွန်တော် DMF ပလီယာကို ဘယ်တော့မှအဲကျွန်တော် deep line ချပြီး solid sort ထားမရှိဘူး anchor man ကိုလည်းကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် DMF player ကတော့ကျွန်တော်လည်း deep line မချတာတော့မှအဲလိုအပ်ရင်တော့နည်းနည်းလေးတက်ပြီးတော့ sort ရဲမလိုဘူး EC နောက်တန်းဘာညာလေးထိန်းစောရမယ်ဆိုရင်တော့ deep line သဘောမျိုးလေး sort ပြီးတော့တွေ့ရအဲ့ဒါ DMF player တယောက်ထဲနေမှာကျွန်တော် CMF မှာ box to box လည်းတုံးနေ CMF မှာ hope player လည်းတုံးနေအဲ့ queen လည်းတုံးရောက်လုံးဝနောက်တန်းမှာဖြည့်ပြီး sort ရဲအရသာကျွန်တော် long ball counter ကို sort နေတယ်လို့မျိုးဖြစ်တယ်အဲ့တော့ အားနေချက်တချို့တော့ရှိရတဲ့အတိုင်းပဲတအားကြီးတော့သိပြောစရာတော့မလိုဘူးအဲအားနေချက်ထဲမှာဗာလဲလို့ဆိုလို့ရှိရင်ကျွန်တော်တို့အဲကောင်တာအတက်ပြန်ဆတော့မယ်ဆိုလို့ရှိရင် one touch pass လေးတွေအမြန်ပြီးလိုက်တာထက်ကျွန်တော်တို့ဒါဘောလုံးလေးအနှဲငယ်လေးကင်ပြီးတော့ပစင်ကောင်းကောင်းလေးတီးကြပြီးမယ်ဆိုရင်တော့တော်တော်လေးကိုမိုက်တင်နီးပြတဲ့မှာပါတယ်လို့ပြောလို့ရတယ်အဲကျွန်တော် quick corner ကိုစောကြည့်ရသလားသူရဲ့ key man အနေနဲ့အလုံးလုံးမှာကျွန်တော်ဒါ prolific winger တို့ EMF တို့ကတော်တော်ကြီးကိုမိုက်တယ်ကျွန်တော်စောကြည့်ရသမျ ခွေးကောင်တာထဲမှာကျွန်တော်ပြောသလိုပဲလောင်ဘောကောင်တာ feeling မျိုးကိုပေးနိုင်တဲ့နီးပြမျိုးလည်းဖြစ်တဲ့အဲကျွန်တော်သဘောကျတဲ့ထဲမှာပါပါတယ်ဒီနီးပြကိုဝယ်ဆော့ခြင်းတဲ့ player တွေမှာကျွန်တော်ခွေးကောင်တာဆော့တဲ့ player တွေကတော့ဒါဝယ်ဆော့လို့ရတဲ့နေထိုင်မှာရှိတယ်အဲ့လိုပဲကျွန်တော်ကျတော့လောင်ဘောကောင်တာဆော့ရပုံများတယ်အဲဒုတိယအနေနဲ့ကျွန်တော်ခွေးကောင်တာကိုဆော့ရပါဗျာတတိယအနေနဲ့မှာ position game ပေါ့အဲ့တော့အဲကျွန်တော်လည်းလောင်ဘောကောင်တာနေပြီးဒီခွေးကောင်တာညီပြ front rank up ကိုစော့ကြည့်တာတော့အဲကျွန်တော်ခုနပြောဆိုပဲကျွန်တော်တို့လောင်မောကောင်းတဲ့ကစားသမားတွေရဲ့ feeling မျိုးရတာဖြစ်တဲ့အတွက်ကျွန်တော်နောက်တန်းလဲစိတ်ချရတယ်။ကွင်းလေဆိုရင်လည်းဒါကို handle လုံးနိုင်လုံးနိုင်သလားတိုက်စစ်ကလည်းကိုထိန်းနိုင်ထိန်းနိုင်သလားကိုရမယ်။ပတ်စင်လေးတွေကောင်းမယ်ဆိုရင်တော့တော်တော်လေးကိုစော့လို့ကောင်းတဲ့နီးပြတယ်မှာတော့ပါပါတယ်။ rank up နဲ့ကျွန်တော်ခုနစော့ကြည့်တာကတော့ quick on the blind sign ပေါ့ဗျာအဲ့တော့ကျွန်တော်အခုဒီမှာတော့ out white 89နဲ့ကျွန်တော် ပြောင်းပြီးတော့ဆော့ကြည့်ထားတယ် အဲ့တော့ Rinket ရဲ့အဲအကေဒီ Outward 89မှာစောကြီးရတဲ့လောက်ဆိုလို့ရှိရင်အဲပြောရရင်ပြော Plain Style တခုနဲ့တခုကတော့မတူဘူးပါဗျာ Quick Counter ကိုစော့ပြီးသွားရင်အဲ Outward ကြောက်လို့ကျွန်တော်တောင်မန်လေးမြန်လိုသွားတော့ကွင်းလေလိုလာနောက်တန်းလေးမြန်လိုသွားလာအဲ့လိုမျိုးလေးတွေဖြစ်တယ်ပေါ့ဒါပေမဲ့သူက Plain Style နှစ်ခုလုံးကိုအဲဘယ်လိုပြောမလဲတော်တော်လေး perfect ဖြစ်တယ်လို့ပြောလို့ရတယ်အဲ Quick Counter မှာတော့နောက်တန်းနဲ့ဒီကွင်းလေစီလုံးမှုတော်တော်ကြီးကိုကောင်းတယ် ဒီအောက်ဝိုက်မှာဆိုပြန်လဲနောက်တန်းစိုးသလားလို့မေးပြန်ရင်လဲတအားကြီးစိုးတယ်တော့မပါဘူးကျွန်တော်တို့ထိန်းထိန်းသိင်းသိင်းကြီးနဲ့စော့မယ်ဆိုရင်တော့ဒီအောက်ဝိုက်89နဲ့တော်တော်လေးမိုက်တယ်ပြီးတော့ကျွန်တော်ဒီတောင်မန်းနေပြီဒါပေမဲ့ cross ball ကြီးရှိမှသာခေါင်းတိုင်းမဲ့ player ကောင်းကောင်းရှိမှသာအောက်ဝိုက်ဆိုတဲ့ playing style ရဲ့သဘောတဘာဝတော့ဒါညီကိုတွေအားလုံးသိကြတဲ့အတိုင်းပဲတောင်မန်းနေပြီးတော့ကြားသလောက်ဖြတ်တင်ပေါ်တွေတင်မယ်ခေါင်းတိုင်းမယ်ဒါမှမဟုတ်လေထိုးဖောက်လို့ရရင်လည်းထိုးဖောက်မယ်ပေါ့ဗျာဒါမျိုး cross ball ကြီးတွေဟိုသာကျွန်တော်တို့အပိုင်ပိတ်သွင်းနိုင်မယ်ဆိုရင်တော့ ဒါအောက်ဝိုက်ကနီးပြရတယ်တော်တော်လေးကိုမိုက်တယ်အဲကျွန်တော်ပလင်းစတိုင်နှစ်ခုတပွဲထဲမှာဆော့လို့ရမယ်နီးပြမျိုးဆိုရင်လည်းမောက်ပြဘာဖြစ်လို့လဲဆိုလို့ကျပထမပိုင်းမှာကျွန်တော် quick corner နဲ့တိုက်မယ်အကြီးမပေါက်ခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဒုတိယပိုင်းကျလို့ရှင်တချမ်းဆောင်းမလားဘယ်လိုဆော့မလဲပေါ့ဗျာတောင်မန်နေရနေတာမျိုး cross wall ကောင်းကောင်းဒီဇက်လေးတွေတင်ပြီးဆော့မယ်ဆိုရင်တော့ တော်တော်လေးကိုမိုက်တယ်ကျွန်တော်စောကြည့်တယ်ဗောရပထမပိုင်းကျွန်တော်တမျိုးစောတယ်ခါကျရင်ဒုတိယပိုင်းကျွန်တော်တမျိုးစောတယ်ကျွန်တော်တပွဲလုံးလဲအဝိုင်းနဲ့စောကြည့်တယ်တပွဲလုံးလဲခွစ်ကောင်တာတွေနဲ့စောကြည့်တယ်တော်တော်လေးကိုအဲကျွန်တော်အနေနဲ့ဗောကျွန်တော်တရားထဲအမြင်နဲ့ပြောရမယ်ဆိုလို့ရှိရင်တော်တော် perfect ဖြစ်တဲ့နီးပြလို့လဲပြောရအဝိုင်း blind style ဆိုတဲ့ကျွန်တော်အနေနဲ့စောလီစောထားတော့မရှိဘူးတော်တော်လေးကိုနဲတယ်ဒါပေမဲ့ဒီကောင်းရဲ့ဒီအဝိုင်းတွားပုံ blind style ်ဒါဘလူပြောရမလဲဗျအဲကျွန်တော်တော်တော်လေးကိုသဘောကျတယ်တော့မှရှိတယ်အဲ့တော့ကျွန်တော်တို့ပွဲထဲမှာ clean style 2မျိုး ਨੇ အာတကယ်တတီရောစောကြည့်ခြင်းနဲ့ဆိုတဖက်အသင်း player အနေနဲ့ကတော့အဲကိုနဲ့တွေ့တဲ့ player နည်းနည်းလေးတော့ခေါင်းချောက်သွားနိုင်တဲ့အနေအထားမျိုးရှိတယ်ပထမပိုင်းကတောက်လျှောက်တိုင်မယ်တိုင်မယ်တိုင်မယ်မရတော့သူဒုတိယပိုင်းမနိုင်အောင်ဆို cross body နဲ့ပဲတောက်လျှောက်ဒုက္ခပြီးလို့ရမယ်နီးပြဆိုရင်လည်းမမအောင်ဘူးဗျ wide net နဲ့ပတ်သက်ပြီးစောကြည့်ရတဲ့လောက်ကတော့ ဲဘလူးပလီယာတွေမှာပို့ပြီးတော့အစင်ပြေနိုင်လဲလို့ဆိုရင်ကျွန်တော်တို့ဒါတောင်ပန်တိုက်စစ်ကနေပြီးတော့ကောင်းကောင်းထိုးဖောက်နိုင်တဲ့ကစားသမားတွေတော့ကတော်တော်လေးကိုပို့ပြီးမိုက်မယ်။ဒါပေမဲ့ကျွန်တော်ဆော့ခဲ့တယ်မှာလဲကျွန်တော်အောက်ဝိုက်ကိုသာတောင်ပန်းနေဆော့တာပေါ့ဗျာ။အဲကျွန်တော် quick counter မှာတော့ကျွန်တော်ဆော့နေကြ formation နဲ့ပဲဆော့ကြည့်တယ်တောင်ပန်းကစားသမားတွေတော့မပါဘူး။ဒါပေမဲ့အဲတော်တော်လေးကို perfect ဖြစ်တယ်လို့ပြောလို့ရတယ်ကျွန်တော်ကြိုက်တဲ့နီးပြတယ်မှာနောက်တစ်ယောက်အပါဝင်လို့လဲပြောလို့ရတယ်အဲ့တော့ကျွန်တော် ီအခုလာမယ့်စီဇန်လေးမှာတော့ Ryan Khan နဲ့တစ်ချက်ထပ်ပြီးတော့ try ကြည့်တာပေါ့ဗျလောလောဆယ်အထိကတော့ကျွန်တော် Roberto Martinez နဲ့ဆော့ပြီးတော့ပဲ Division 1ကိုရောက်ထားတာလည်းဖြစ်တယ်အဲ့တော့ကျွန်တော်အခု rank ခက်နဲ့ပတ်သက်ပြီးတော့ပြောပြပေးခဲ့တဲ့အကြောင်းအရာတွေကတော့ကျွန်တော်တဦးတယောက်တည်းအမြင်ကျွန်တော်ဆော့ကြည့်ရသလောက်ကျွန်တော်ရဲ့အတွေ့အကြုံပဲကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အဲ့တော့အခုကြည့်နေကြတဲ့ player ညီကိုတွေလည်းကျွန်တော်တယောက်နဲ့တယောက် playing style မတူကြဘူး formation မတူအဲတုံးတဲ့ကစားသမားတွေလည်းနေရာတွေမတူတာတွေလည်းရှိရောဗျအဲ့တော့ အဲကျွန်တော်တို့သဘောထားကွဲလွဲမှုအချို့လေးတွေရှိနေနိုင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိကြည့်ရှုအားပေးကြတဲ့ player ညီကိုတယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျာ